အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီခဏတော့ grade 11 english unit 11မှာပါတဲ့ဒီ 11c grammar ပေါ့နော် it is it was who or that ဒီသင်ခန်းစာလေးကိုအတူတူလေ့လာကြည့်ကြရအောင်ဒီ it is it was နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီ grade 12မှာလည်းပါတဲ့တယ် grade 10မှာပါတဲ့သင်ခန်းစာကိုလည်းကျွန်တော်တင်ပြထားပါပြီဒီသင်ခန်းစာကအရင်လွယ်လွယ်တဲ့ဒီသင်ခန်းစာကိုမကြည့်ဘဲနဲ့ grade 12ကသင်ခန်းစာကို ဟိုတွားကြည့်လည်းရပါတယ်ညာဘက်တော့မှာပေါ်လာတဲ့ link လေးကိုတော့နှိပ်လိုက်ပါဒါဆိုရင် great thread တွေကျွန်တော်တင်ထားပေးတဲ့ video ကိုတိုင်းအောင်တော့ပါမယ်အဲ့တော့ဒီ video ကြည့်နေတူက great thread အတွက်တက်ဆိုင်နေဆိုရင်တော့ဒီ link လေးကိုတော့နှိပ်လိုက်ပါခင်ဗျာအဲ့တော့ it is it was ကိုတွားကြရအောင် it is or it was We use it is it was to emphasize particular words and expression. It is it was ကိုတဲ့ဒီတိချာ ဒီစကလုံးတွေဖော်ပြချက်တွေကို emphasize အလေးပေးပြီးတော့မှအလေးနဲ့ထားဖော်ပြဖို့တွေသုံးပါတယ်တဲ့ The words to be emphasized are usually joined to the related clause by that to go emphasize လုပ်တဲ့စကလုံးတွေကိုတဲ့ are usually joined များသောအားဖြင့်တော့ဆက်ပါတယ် to the related clause by that that ဆိုတဲ့ related clause နဲ့ဆက်ပေးပါတယ်တဲ့ sorry to the related clause related clause ကိုတဲ့ by that then နဲ့ဆက်ပေးပါတယ်တဲ့ဟုတ်ကဲ့ပါကြည့်ကြအောင်ဆို့ when a personal subject is emphasized personal subject လူပုဂ္ဂိုလ်နဲ့ဆိုင်တဲ့ subject ကို emphasize လုပ်တဲ့အခါကျွန်တော်တို့က who can be used instead of that that စာ who ကိုတုံးလို့နိုင်တုံးနိုင်ပါတယ်တဲ့ okay when a plural subject is emphasized using it is it was ဒီ subject အများကိုပေါ့နော် subject အများကြီးတစ်ခုကို it is it was ကိုတုံးပြီးတော့မှအလေးပေးဖော်ပြခြင်းနဲ့ဆိုရင်လဲ the plural verb is used for the subject ဒီ subject အတွက်ကို subject အများကြီးတစ်ခုအတွက်ကို verb အများကိုပဲသုံးပါတယ်တဲ့ but တို့တော့ညာလဲ it is it was remain singular it is it was ကတော့အအနေနဲ့ပဲသုံးရမယ်တဲ့သူပြောချင်တာက verb ကအများဖြစ်နေတယ်ဆိုရင်လဲကျွန်တော်တို့က it is it was ကိုပဲသုံးရမယ်ဒီဒီ close နောက်မှာလိုက်လာတဲ့ verb ကိုကတော့ကျွန်တော်တို့ subject ကအများဖြစ်တဲ့အတွက် verb ကလည်းအများကြီးနဲ့ရေးရမယ်လို့ပြောတာဖြစ်ပါတယ်။တို့တော့ညာလဲ it is it was ကိုပဲသုံးရမယ်တဲ့။ subject ကအများဖြစ်နေလို့ညာလဲကျွန်တော်တို့က အစ်အာတို့အစ်ဝဲလို့မရဘူးလို့သူပြောချင်တာဒါကြောင့်မို့ it is it was the it is it was well ဖြစ်တဲ့ subject က negative ဖြစ်စေအများကြီးဖြစ်စေကျွန်တော်တို့က it is it was ပဲသုံးမယ်ဒီ like မဲ့ verb ကိုကတော့ subject ကအများဆိုရင် verb ကလည်းအများ subject နဲ့ဆိုရင် verb ကလည်းအနည်းရေးရပါမယ်တဲ့အဲ့တော့ example လေးကိုကြည့်ကြရအောင် education in neither is to have the a decent profession decent ဆိုတာ very good ကိုပါပဲအရင်ကောင်းတော့ပြောချင်တာအဲ decent profession ဆိုတာက အရင်ကောင်းတဲ့အတမဝန်ကြောင်းတစ်ခုကိုရနိုင်ဖို့အတွက်ဒီပညာရေးကကျွန်တော်တို့ကိုအဲအခွင့်ပေးတယ်ပေါ့ဗျာအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကသူ emphasize လုပ်စီလုပ်ချင်တာက education ကိုလုပ်ချင်တာအဲ့တော့ကျွန်တော်တို့ကဘယ်နဲ့စာရေးမလဲဒီမှာ tense က present ဖြစ်တဲ့အတွက် it is နဲ့ရေးရမှာအဲ့တော့ it is education education ဒီကျွန်တော်တို့ကလူမုတ်တဲ့အတွဲဘာနဲ့ဆက်လဲ that နဲ့ဆက်တယ်တပြီမှာ it is education that enables to have a decent provision အဲ့တော့သူပြောချင်တာက it is it was the အနေနဲ့အနေ the education the အနေဖြစ်တဲ့အတွက် divert က verb ကလည်းအနေနဲ့ရေးရမယ်လို့ပြောချင်တာ div verb ကအများဆိုရင် div verb ကလည်းအများနဲ့ပဲရေးရမယ်လို့ပြောချင်တာသူတို့ညာလည်း verb native ဖြစ်စေများနေဖြစ်စေ it is it was ပဲဖြစ်ရမယ်လို့သူပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီကြောင့်ကိုကျွန်တော်အကျဉ်းတဝဲမပြောတာဒီ it is it was နဲ့ပတ်သက်လို့ကကျွန်တော်တို့ဟိုးအရင် great grade 9လို့ပြောမှာပေါ့နော်စနစ်ဟောင်း၈တန်းကလေးကဒီချောင်းကကျွန်တော်တို့22 enough to တို့ဒီ edits awards တို့ကလိလာခဲ့ရတာကြောင့်မို့အားလုံးနဲ့လည်းရင်းနှီးနေပြီးသားလို့ထင်တယ်။ဒါကြောင့်မို့ train နဲ့ထွဲမှာလည်းပါထားတယ်ပေါ့နော်။အဲ့တော့ဒီဟာလည်းအရန်လွယ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ exercise ကိုသွားကြရအောင်မြောင်း။ Okay, rewrite the sentences using edits awards emphasize the underlying words as an example. example မှာပေးထားတဲ့ example မှာပေးထားတဲ့အတိုင်းနဲ့ edits awards ကိုသုံးရ underline မြင်သားထားတဲ့ ဒီစကလုံးတွေကို emphasize အထူးလေးပြီးပြီးတော့မှဖော်ပြပါရဲပြီးတော့ပြန်ရေးပါရဲ okay လိုပဲဖြစ်ဖြစ်ပါတွေ့ကြရအောင် sleep deprivation affects our overall health and well-being sleep deprivation affects အဲမြန်မာလိုကျွန်တော်ပြန်ပြနေတော့ဟူအဲ့တော့မြန်မာလိုပြန်ပြလဲဒါအရင်လွယ်တာကြောင့်မို့ပါ overall health and well-being ဆိုတော့အန်တလင်းတားထားတယ်ကျွန်တော်တို့က it is it was နဲ့ရေးရမှာဆိုတော့ effect ဆိုတာဒီ present ဖြစ်တဲ့အတွက် it is နဲ့ရေးရမှာပေါ့ဗျာအဲ့တော့ it is our overall health and well-being ဒီကျွန်တော်တို့အထူးပြုလိုက်တဲ့ emphasize လုပ်လိုက်တဲ့ဒီ phrase ကြီးကလူမဟုတ်တဲ့အတွက် that နဲ့စပေးမယ်ပြီးတော့မှအနောက်ကဆေးရုံမယ် that's the deprivation of health ဖြစ်တယ်နံပါတ်2 Darwin attempted to explain the theory of evolution Darwin ဟာတဲ့ဒီ theory of evolution စင်ကဲပြောင်းလဲမှု theory ကိုရှင်းပြဖို့ attempted ဆိုတော့ try ကိုပဲပြောတာ No, edo, Ma, attempted suraga past tense it was go to it was darwin darwin the lupo go phit who ne -me, edo, -y -y me attempted to explain the theory of evolution i began an exercise habit when taking a daily short walk okay and then I go it was ne me began so past tense it was it was went taking a daily short walk walk ဖြစ်နေတယ် walk ဖြစ်ရမှာ walk w a n k walk that ပြီးမှ there ကလည်းကျွန်တော်တို့ emphasize လုပ်ထားတဲ့ phrase gd လူပုဂ္ဂိုလ်မဟုတ်တဲ့အတွက် that နဲ့ဆက်မဲ့ that i began in exercise habit ဖြစ်ပါတယ် number 4 nyonyo sent a complaint letter to the manager of the supermarket yesterday okay ဒါကလည်းကျွန်တော်တို့ it is it was နဲ့ဘယ်ဟာရေးမလဲ sent ဆိုတာ past tense ဖြစ်တဲ့အတွက် it was it was to the manager of the supermarket yesterday that new new sent a complaint letter ကျွန်တော်တွေကမေးရဒီနေ့မှဆရာလူပုဂ္ဂိုလ်မပူလာပါဘူးလို့ဟူးကိုမတုံးတာလဲဟူးကိုတုံးလို့မရဘူးပြီးရင်ကျွန်တော်တို့က the to the manager of the supermarket yesterday ဆိုတာဒီ supermarket ရဲ့ manager စီတို့လို့ပြောပြောတာ subject လည်းမဟုတ်ဘူးဒါကြီးက object လို့ပြောတော့ရနေတာအဲ့တော့ who နဲ့ဆက်လို့လဲအဆင်မပြေဘူးတခုမှတ်ထားရမှာက that ဒီလူပုဂ္ဂိုလ်တွေလည်းတုံးလို့ရတယ် who sorry ပစ္စည်းတွေတွေလည်းတုံးလို့ရတယ်တရဆန်တွေလည်းတုံးလို့ရတယ်ဆိုတော့မှတ်ထားရမယ် that က joke ပါပဲ โอเคအဲ့တော့ဒီနေရာမှာကျွန်တော်တို့ who ကိုသုံးလုံးဆိုပြီး who ဒီ subject အတွက်ပဲဆက်ပြီးတာသူကသူက subject မဟုတ်ဘူးညိုညိုကအဲပုဒ်စီပို့လိုက်တာလဲဆိုတော့ manager ဒီ team manager ကလူတော့လူပဲသူတို့ညာလဲသူအပုတ်ခံရတဲ့လူဆိုတော့ who နဲ့ဆင်ပြီးဦးတေချာချာဆက်ချင်ရင်တော့ who နဲ့ဆင်မှရမှာသူတို့ညာလဲဒါက who နဲ့တက်နေပဲဆက်ခိုင်းတာဆိုတော့တက်ပြီးအတင်တော်ဆုံးဖြစ်ပါတယ်โอเคပါဆက်သွားမယ် The villagers found a huge python in the deep forest python ဆိုတော့ကျွန်တော်တို့အောင်လာဆန်းအောင်တတိယလိုက်ပေါ့ โอเคအဲ့တော့မြင်သားထားတာဒီ in the deep forest found ဆိုတာဒီ past tense ဖြစ်တဲ့အတွက် it was in the deep forest that the villagers found a huge python ဒါကဒီနေရာမှာလဲကျွန်တော်တို့ကလူပုဂ္ဂိုလ်မို့တဲ့အတွက်တင်းနေပဲစစ်တယ်အဲ့တော့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒီကက in the deep forest ဆိုတာကနေရာကြီးတိကျပြောရင်ဟွဲနဲ့ဆေးရမှာသူတို့ညာလဲတင်းနေကိုအဆင်ပြေနေပြီတဲ့သူကတင်းနေတမွေးခုနေပဲစက်ခိုင်းတာကြောင့်မို့ပါโอเค number 6 set confidence enables us to perform a task well okay set confidence in the tare. At all, it is an adversary present to the a confidence that enables us to perform a task work. Okay, number seven, the number of wildfire has decreased due to loss of their natural habitats. Okay, at all. Tensor has decreased, has decreased very present buffet to the regional rugar present in me, don't all It is due to the loss of their natural habitats Lubo Gomoda the number of wallet has decreased. Okay, General Baramabiana, Baramabiana, Yanjanima Soluva. Yellow letter to him, Yanile Bizian Lubo, no. Number eight. The kitchen of the school canteen is regularly inspected for cleanliness. And for cleanliness. It is never yim like it was never yim la. Dinima, passive by webpage, by webpage, general local present tense, red, it is for, yeah. It is for cleanliness that the kitchen of the school canteen is regularly inspected. Okay, number nine. A healthy diet creates body resistant to diseases. Okay, it all creates already present petted way. It is body resistant to diseases that a healthy diet creates. Number ten. Regular physical activity is important for losing weight and maintaining good health. It all, general local. is important present တဲ့အတွက် present နဲ့ပဲရေးရမယ် it is regular physical activity that is important for losing weight and maintaining good health ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်အားလုံးစင်ပြသွားလိမ့်မယ်လို့ထင်တယ်စင်ပီဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေမျှချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးတကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မြင့်တက်ရခံပါစေ bye bye